လူတယောက်နဲ့သူကလေးတွေကဘုံတလုံးနဲ့အတူကားတစ်စီးထဲမှာပြေးမိနေခဲ့ကြတယ်။ဇလန်လေးရဲ့ဆမှာတော့ဘူဆန်မျိုးကဘာရုံးဘန်မှာမန်နေဂျာဖြစ်လှုပ်လှုပ်နေတဲ့ဆောင်ကအနကင်းတည်းမှာသူ့ရဲ့ဆက်ကြောတဲ့တမီဟီအင်းနဲ့တားငယ်လေးမင်ဂျွန်တို့ကိုအကြောင်းပို့ဖို့အတွက်အင်းကနေကားနဲ့ထွက်လာခဲ့ပါတယ်။ကားထဲကိုဝင်လိုက်တဲ့အချိန်မှာပဲဆောင်တယောက်ထူးဆန်းတဲ့အနက်တစ်ခုကိုသတိထားမိခဲ့ပေမဲ့တိတ်အာရုံမဆိုင်မိခဲ့ပါဘူး။သူကသူစနီးကိုနှုတ်ဆက်ပြီးတော့ကားကိုမောင်းကထွက်လာခဲ့ပါတယ်။ မကြခင်မှာပဲစုံကကားထဲမှာဖုန်းမိတန်ကိုကြားလိုက်ရပြီးတော့သူသမီးကိုဖုန်းကင်ခန်းလိုက်ပေးမယ်လေသူသမီးကသူ့ဖုန်းမဖူးလို့သာပြောခဲ့ပါတယ်စုံကကြည့်လိုက်တဲ့အချိန်မှာတော့အတံမြင်နေတဲ့ဖုန်းတစ်လုံးကိုတွေ့လိုက်ရပြီးအံ့ဩသွားပါတယ်ဒါကသူ့ကားမောင်းတဲ့သူရဲ့ဖုန်းဖြစ်မယ်လို့ထင်ပြီးတော့ကန်လိုက်တဲ့အချိန်မှာပဲလူစေးတယောက်ကသူ့ကားနဲ့ပတ်သက်တဲ့အချက်လက်တွေရှိကြောင်းကိုပြောလာပါတော့တယ်ဒါမှမဲ့စုံကဒါကလူလိမ်တွေပဲလို့ထင်ပြီးတော့ချက်ချင်းဖုန်းချလိုက်ပါတယ်ဒါမှမဲ့ဖုန်းရဲ့နောက်ခံပုံကသူ့မိသားစုပုံဖြစ်နေတာကိုမြင်တဲ့အခါမှာတော့သူလည်းထိတ်လန့်သွားခဲ့ပါတယ် ဟင်းကိုမေးလိုက်တဲ့အချိန်မှာပဲအဲ့ဒါကသူ့အလုပ်များလုံးတော့မလိုက်နိုင်ခဲ့တဲ့ပြီးခဲ့တဲ့နှစ်ကသူတို့မိသားစုခေးထွက်တုန်းကပုံဖြစ်ကြောင်းပြောပြပါပါတယ်။အဲ့ဒီပုံကသူမမေးရဲ့ Facebook profile ပုံဖြစ်တယ်လို့လည်းပြောလိုက်တဲ့အခါမှာတော့ဒီဖုန်းကဘသူဖုန်းလဲဆိုပြီးတော့စုံတယောက်ပို့ပြီးတော့စိတ်ရှုပ်ထွေးသွားခဲ့ပါတယ်။ဖုန်းကထက်မိလာပြီးဒီဒီကမှာတော့တစ်ဖက်ကလူကစုံအเจ้าနဲ့ဘန်ကသူ့ယာရုအเจ้าအားလုံးတီเจ้าကိုပြောခဲ့ပါတယ်။ဒီနောက်မှာတော့အဲ့ဒီလူကသူတို့ထိုင်ကိုအောက်မှာဖီးယားအာယုံခံဘုံတလုံးတက်ဆင်ထားပြီးတော့ရဲရုတ်ကကားလေးကနေထွက်သွားဖို့ကြိုးစားရင်ကားကပေါက်ကွဲသွားလိမ့်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ် ဒါမဲ့ဆုံကဒါကနောက်ပြောင်မှုတက်တက်ပဲလို့တွေးပြီးတော့ဖုန်းချလိုက်ပါတယ်။မကြာခင်မှာပဲဆုံတယောက်ဓာတ်စီဆိုင်ကို ရောက်လာပြီးကားထဲကထွက်ဖို့ပြင်နေတော့မှာပဲ။နောက်ထပ်ဖုန်းတစ်ခေါက်ကဝင်လာခဲ့ပြန်ပါတယ်။အဲ့လူကကားထဲမှာတူးစမ်းနေနဲ့ရလာလို့မေးတဲ့ချိန်မှာဆုံလဲထိတ်လန့်သွားခဲ့ပါတယ်။နောက်ပြီးဒီလူကဆုံကိုကြာခံတဲ့ကြောင်းပြောပြီးတော့ကားထဲကထွက်လာတဲ့သူကလေးတွေစက္ကန့်ပိုင်းတွင်တည်ဆုံးမယ်လို့လည်းချိန်ချောလိုက်ပါတယ်။အဲ့ချိန်ဓာတ်စီဆိုင်ဝင်နှန်းရောက်လာပြီးတော့စီပြေဖို့ကားထဲကဆင်းဖို့ပြောခဲ့ပါတယ်။ဒါမဲ့ကြောင်းနေတဲ့ဆုံကတော့ဝင်နှန်းကိုပတ်စံပေးပြီးတော့စီပြေပေးဖို့သာပြောလိုက်ပါတယ်။ အဲဒီနောက်ဆုံးကကောင်းမောင်းလာခဲ့ပြီးဖုန်းလေးကပြောတဲ့အချိန်သူ့ထံကိုအောက်ကိုစမ်းကြည့်လိုက်တဲ့အခါမှာတော့တကယ်ပဲဘုံတလုံးကိုတွေ့လိုက်ရပြီးတော့ထိတ်လန့်သွားခဲ့ပါတယ်။တစ်ဖက်ကလူကလည်းရဲတွေကိုဖုန်းခေါ်ရင်ဘုံကိုဖောက်ခွဲလိုက်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ကြောက်လန့်နေတဲ့ဆုံးကတော့ဘာလို့ကျင်လို့လဲမေးတဲ့အချိန်မှာဖုန်းခေါ်သူက1.8ဘီလီယံကိုသူ့ကောင်ထဲလွှဲပေးဖို့နဲ့ငွေသား960တန်းကိုလည်းတောင်းခဲ့ပါတယ်။ဆုံးကသူ့မှာအဲ့လောက်ပတ်စံမရှိဘူးလို့ပြောပေမဲ့လည်းအဲ့ဒီလူကတော့ဒီလောက်ကြီးစားဘန်ကြီးရဲ့မန်နေဂျာတယောက်အနေနဲ့လိုအပ်တဲ့ပတ်စံကိုရှာဖွေဖို့မကက်ခဲဘူးလို့ပြောခဲ့ပါတယ်။ မကြခင်မှာပဲကလေးတွေရဲ့ចောင်းရှိကိုရောက်လာပြီးတော့မင်ဂျွန်းရဲ့တငယ်ချင်းတွေကကားစီကိုလာပြီးနှုတ်ဆက်ကြပါတယ်။ဒါပေမဲ့ဆုံကသူသားကိုကားရဲကမစင်းဖို့ပြောပြီးတော့တခြားကလေးတွေကိုလည်းမောင်းထိုးလိုက်ရပါတယ်။ကလေးတွေကဘာဖြစ်နေမှန်းမသိကြပေမဲ့ဖုန်းကောသူကကလေးတွေကိုအမှန်တိုင်းပြောခိုင်းပါတယ်။ဆုံကသူတို့ထိုင်ကောအောက်မှာဘုံတွေရှိနေတဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့ကလေးတွေလည်းကြောက်လန့်ကြတဲ့ဖြစ်သွားကြပါတယ်။ခဏကြာတော့ဆုံရဲ့လုံးပေါ်ကိုင်းပဲစီကနေဖုန်းဝင်လာပြီးတော့သူကလည်းကြောက်လန့်နေကသူကအောက်မှာလည်းဘုံရှိနေပြီးတော့လူစေးတယောက်စီကနေပတ်စံတောင်းတဲ့ဖုန်းကောတစ်ခုရထားခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါနဲ့စုံကဘယ်မှာလဲဆိုတာကိုမေးလိုက်ပြီးအဲ့ဒီကိုအမြန်ဆုံးမောင်းကလုပ်ဖို့ကင်ဘေးနဲ့တွေ့ဆုံခဲ့ပါတယ်။ကားထဲမှာသူ့ရဲ့လုပ်ဖို့ကင်ဘေးရဲ့ဇနီးလေးရှိနေပြီးတော့သူမကတော့အပြင်ထွက်ဖို့ကြိုးစားနေခဲ့ပါတယ်။သူမကဘုံချင်းကြောက်မှုကိုမယုံကြည်ဘဲနဲ့သူမအတွက်အရေးကြီးတဲ့နေဖြစ်နေတာကြောင့်အပြင်ကိုထွက်ချင်နေခဲ့တာပါ။ဒါကြောင့်စုံကသူမကိုစေရေးထားပြီးတော့ခဏလောက်ငြင်းငြင်းနေဖို့ပြောလိုက်တဲ့အခါမှာတော့သူမကလည်းသဘောတူခဲ့ပါတယ်။အဲ့ဒီချိန်သူတို့ကလမ်းပိတ်နေတာကြောင့်လူတစ်ယောက်ကစုံကိုအော်ပါတော့တယ်။စုံလဲတောင်းပန်ပြီးတော့ကားရဲ့ဆရာနေရာရှာဖို့မောင်းထွက်သွားနေတော့မှပဲ။ လောဘောကန်ဘေးရဲ့ဇနီးကဆက်ပြီးမဆောင်နိုင်တော့ဘဲနဲ့ကားတွေကနေထွက်လိုက်ပါတယ်။အဲ့လိုနဲ့ရုတ်တရက်ကားကပေါက်ကွဲသွားပြီးတော့သူတို့ကလည်းချက်ချင်းကိုတည်ဆုံခဲ့ရပါတယ်။ဒီဖြစ်ဖြစ်ကြောင်းဇုံနဲ့သူ့မိသားစုပါဝင်အဲ့ဒီမှာရှိတဲ့လူတိုင်းကြောက်လန့်တုန်လို့သွားခဲ့ပြီးတော့ဇုံနဲ့ချင်းချောင်းမှုကမှန်တကယ်ဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။ကလေးတွေကလည်းပေါက်ကွဲမှုကြောင့်ကြောက်လန့်သွားခဲ့ကြပြီးတတုပိုင်းစားတစ်ခုကလည်းမင်းကျွန်းရဲ့ခြေထောက်ကိုဖောက်သွားခဲ့ပါတယ်။မင်းကျွန်းတယောက်နာကျင်စွာအော်ဟစ်ငိုယိုနေခဲ့ပြီးတော့ဇုံလဲအတော်လေးစိုးရိမ်နေခဲ့ပါတယ်။ ဖုန်းကော်သူကပတ်စံကိုထပ်ပြီးတောင်းဆိုလာတဲ့အချိန်မှာတော့တားပြစ်သူရဲ့အခြေအနေကိုမြင်နေရတဲ့စုံတယောက်ပေးဖို့သာသဘောတူလိုက်ရပါတယ်။သူကသူ့သားကိုဆေးရုံရင်သွားခွင့်ပြုဖို့တောင်းပန်ခဲ့ပေမဲ့လည်းတဖက်လူကအကောင်လေးရဲ့အသက်ကိုကျူးမဆိုင်ကြောင်ပြောလိုက်ပါတယ်။အဲဒီလူကစုံကိုတည်ဆုံးသွားတဲ့လုပ်ဖို့ကိုင်ဘက်ကိုတောင်းထားတဲ့ပတ်စံကိုလည်းသူကပဲပေးရမယ်လို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားတဲ့အချိန်မှာတော့စုံကလည်းဒီလောက်များတဲ့ပတ်စံပမာဏကိုထုတ်ယူရင်ဘန်ကတန်တရားဝင်လာလိမ့်မယ်လို့ပြောလိုက်ပေမဲ့လည်းဖုန်းကော်တဲ့သူကတော့စုံရဲ့ပြပပန်စင်းမှာဘလောက်ရှိတယ်ဆိုတာသူသိပြီးသားဖြစ်ကြောင်ပြောခဲ့ပါတယ်။ အဲဒီနောက်ဆုံးကသူရဲ့လက်အောက်ငယ်သားကိုဖုံးဆက်ပြီးတော့ယင်းနှမျိုးနံမှုအခွင့်အလမ်းအသစ်တစ်ခုရှိနေကြောင်းပြောပြလိုက်ပြီးယင်းနှမျိုးနံမှုအတွက်သူတို့ရဲ့ VIP ဖောက်တယ်တွေကိုချက်ချင်းစီရုံးမှုပြောလိုက်ပါတယ်။လက်အောက်ငယ်သားကဖောက်တယ်တချို့ကိုဆက်သွယ်ခဲ့ပေမဲ့လည်းရခဲ့တဲ့ငွေပမာဏကဘုံတော်ထားတဲ့သူတောင်းတဲ့ငွေပမာဏကိုမလုံလောက်သေးဘူးဖြစ်နေပါတယ်။စိတ်ပြည့်နေတဲ့အတွက်ဇုံတယောက် VIP စီရင်ကိုပို့ပေးဖို့ပြောပြီးတော့သူကိုယ်တိုင်စကားပြောမယ်လို့လည်းပြောလိုက်ပါတယ်။အဲဒီနောက်ဆုံးကသူတို့ရဲ့အရေးကြီးဆုံးဖောက်တယ်တယောက်နဲ့စကားပြောပြီးတော့ တသက်မှာတစ်ခါသာရနိုင်တဲ့ယင်းနှမျိုးနံမှုအခွင့်လန်းရှိကြောင်းယုံကြည်အောင်ကြိုးစားပြီးတော့ပြောခဲ့ပါတယ်။အဲဒီမျိုးသမီးကစိတ်ဝင်စားသွားပြင်မဲ့လဲဆုံးဖြတ်ချက်မချခင်သူမရဲ့ခင်မုန်းနဲ့တိုင်ပင်မှုတို့ရဲလို့သာပြောခဲ့ပါတယ်။ဇုံကချက်ချင်းမြင်မြန်လုံးမရမယ်လို့သတိပေးလိုက်ပြင်မဲ့လဲအမျိုးသမီးကတော့စိတ်ထင်သွားပြီးတော့ချက်ချင်းဆုံးဖြတ်ချက်ချဖို့ကိုညှင်းလိုက်ပါတယ်။အဲ့နောက်ချင်းချောင်းနေတဲ့လူကငွေသားရင်ပေးရမယ်လို့တင်းကြပ်ပြောပြီးတော့ဇုံကိုလည်းသူစနီးကိုဖုန်းခေါ်ကပတ်စံပို့ခိုင်းမှုပြောခဲ့ပါတယ် တခြားရွေးချယ်စရာမရှိတာကြောင့်အစုံကသူစနီးကိုချက်ချင်းဖုံးခေါ်ပြီးတော့ဘန်ကားပတ်စံတွေအားလုံးကိုထုတ်ယူကာနေရာတစ်ခုစီကိုပို့ခိုင်းလိုက်ရပါတယ်။ဇုံရဲ့ဇနီးတဲ့ကလည်းလန့်သွားခဲ့ပြီးအနောက်မှာသားဖြစ်သူငိုယိုနေတန်ကိုကြားတော့ပို့ပြီးတော့စိတ်ပူလာခဲ့ပါတယ်။ဒါပေမဲ့ဇုံကအစဉ်ပြေချောင်းပြောပြီးတော့ဟီးရင်ကပါအမေကိုသူတို့အစဉ်ပြေချောင်းဝင်ပြောပေးခဲ့ပါတယ်။တန်ရားဖြစ်နေတဲ့အတွက်ဇနီးတဲ့ကရဲတိုင်ဖို့ပြောတဲ့အခါမှာတော့ဇုံကမလုပ်ဖို့အတင်းညှင်းလိုက်ပြီးတော့သူပြောတဲ့အတိုင်းသာလုပ်ပေးဖို့ကိုပဲတောင်းပန်လိုက်တာကြောင့်နောက်ဆုံးမှာသူမကသဘောတူခဲ့ပါတယ်။ အဲ့ဒီချိန်ရဲစခန်းမှာတော့အရာရှိတွေကစောပိုင်းကဖြိုပွားခဲ့တဲ့ပေါက်ကွဲမှုကိုစုံစမ်းစစ်ဆေးနေကြပါတယ်။သူတို့က CCTV မှတ်တမ်းကိုကြည့်လိုက်ပြီးအခင်းမဖြစ်ခင်လုံးဖို့ကိုင်မင်းနဲ့စကားပြောနေတဲ့စုံကိုလည်းသတိထားမိသွားပါတယ်။ပေါက်ကွဲမှုမဖြစ်ခင်လင်းမှာပဲစုံကကားကိုမောင်းသွားတာကိုသတိထားမိတဲ့အတွက်ဘုံပေါက်မဲ့အကြောင်းကြိုသိနေတယ်လို့ယူဆလိုက်ကြပါတယ်။ဒီလိုနဲ့သူတို့ကလုပ်ငန်းပြန်ဆိုင်မှုကြောင့်လုံဖော်ကိုင်ဘက်ကိုတက်ပြစ်တာဖြစ်နိုင်တယ်လို့ယူဆပြီးတော့စုံတယောက်တရားခံဖြစ်မယ်လို့ကောက်ချက်ချလိုက်ကြပါရစေ။ မကြခင်မှာပဲစုံကဗန်ရှိမှာကားရက်လိုက်ပြီးတော့သူဇနီးလဲရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူမကတငယ်ချင်းတယောက်ကိုပါခေါ်လာခဲ့တာကြောင့်စုံတယောက်စိုးရင်သွားခဲ့ပါတယ်။ဇနီးတွေကပဆက်ထိုးဖို့အတွက်အတွင်းထဲဝင်သွားနေတော့မှာပဲ။အဲဒီတငယ်ချင်းကစုံရဲ့ကားဘရင်းဘောက်ကိုလာခောက်ခဲ့ပါတယ်။ဒါပေမဲ့စိုးရင်နေတဲ့စုံကတော့သူမကိုဝိုးဝေးနေဖို့လက်ဟန်ချေရန်ပြပြီးတော့အဲဒီကနေမောင်းထွက်သွားခဲ့ပါတယ်။ပဆက်ထိုးပြီးတဲ့နောက်မှာတော့ဖုန်းလေးကလူပြောတဲ့အတိုင်းစုံကသူဇနီးကိုစားလိုက်ပုံးရှိမှာအိတ်ကိုခြားထားခန်းခဲ့ရပါတယ်။ ။သူမကလိုက်လို့ပေးခဲ့ပေမဲ့လည်းအရက်ရှိရှိနဲ့မျိုးသားတို့ကသူမစီကိုချင်းကပ်လာပြီးတော့ထူးထူးဆန်းဆန်းကြည့်နေကြောင်းကိုပြောပါတော့တယ်။ဇုံကချက်ချင်းအဲဒီကိုပြန်လာပြီးတော့သူဇနီးကိုထွက်သွားဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူရောက်တဲ့အချိန်မှာတော့ယေရီကသူဇနီးရဲ့အကူအညီနဲ့အဲဒီလူကိုဖမ်းဆီးလိုက်ကြပါပြီ။ဒါကိုမြင်တဲ့အခါမှာတော့ဇုံတယောက်သူနဲ့သူ့မိသားစုနောက်ဆုံးမှပေးခင်ပြီဆိုပြီးတော့တပြင်းချလိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဖုန်းထဲကလူကရှိနေသေးဖြစ်တဲ့အတွက်ယေရီကိုဆက်သွယ်တာကအမှားယွင်းကြီးဖြစ်ကြောင်းပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ဘုံပေါက်ခွဲဖို့စာပြီးတော့ရေတွက်လိုက်ပြီးတော့စုံတဲ့သူကလေးတွေကအစိုးဆုံးအတွက်ပြင်ဆင်လိုက်ကြပါတယ်။ဒါမှမဟုတ်ကားစားလမ်းမကြီးလေကစာလိုက်ဘုံကပေါက်ခွဲသွားပါတယ်။လမ်းမကြီးကမိခိုးတွေဖုံးလန်းသွားခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲစုံရဲ့ဇနီးကပေါက်ခွဲမှုကနေအသက်ရှင်ခဲ့ပါတယ်။ပြီးလာနေစုံကအဲဒီကနေမောင်းထွက်သွားခဲ့ပြီးတော့ဖုံးတွေကလူကတော့ဘလို့ချီနေပဲဖြစ်ဖြစ်သူတောင်းထားတဲ့ပတ်စံပေးဖို့ကိုသာချင်းချောက်လိုက်ပါတယ်။အချိန်တည်းမှာပဲရဲတွေကနောက်ထပ် CCTV မှတ်တမ်းကိုကြည့်ပြီးတော့ဇုံကပေါက်ကွဲမှုဖြစ်တဲ့နေရာမှာထပ်ရောက်နေတာကိုသတိထားမိလိုက်ကြပါတယ်။ သူတို့ကဒီမှုတွေနဲ့စုံတစ်ခုခုပတ်သက်နေရမယ်လို့ကောက်ချက်ချပြီးတော့သူ့နောက်ကိုရှာဖွေအဖွဲ့တွေဆေးလွှတ်လိုက်ပါတယ်။အဲ့ချိန်မှာစုံကသူ့ရဲ့လက်အောက်ငယ်သားတွေကိုဖုန်းခေါ်ခဲ့ပေမဲ့လည်းလုံလောက်တဲ့ငွေပမာဏမစုဆောင်းနိုင်သေးတာကိုသိလိုက်ရပါတယ်။စုံကသူ့ကိုအော်ဟစ်လိုက်ပြီးဖုန်းထဲကလူကိုလည်းသူ့မှာရှိသမျှအကုန်လုံးပေးမယ်လို့ပြောလိုက်ပြီးတော့ကလေးတွေကိုတော့အသက်ချမ်းသာပေးဖို့တောင်းပန်လိုက်ပါတယ်။ဒါမဲ့ဒီလူကသူတောင်းထားတဲ့ပတ်စံအကုန်မရမချင်းလှုပ်ပေးမှာမဟုတ်ဘူးလို့သာပြောလိုက်ပါတယ်။ ိုပြီးဆိုးသွားစီတာကတော့မင်ဂျွန်တယောက်သွေးတွေအများကြီးထွက်နေပြီးတော့တတိလက်လူနင်းနီဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ဇွန်တယောက်သူသားကိုဆေးရုံရင်သွားခွင့်ပြုပေးဖို့တောင်းပန်ပေမဲ့လည်းဒီလူကမညာမတာဆက်လုပ်နေခဲ့ပါတယ်။မကြခင်မှာပဲရဲတယောက်ရောက်လာပြီးစကားပြောဖို့ကားထဲကထွက်ခိုင်းလိုက်ပါတယ်။ဒါမှမဟုတ်ဇွန်ကထွက်မလာနိုင်ခဲ့ပဲနဲ့ဆေးရုံရှာဖို့အတွက်အချိန်ပြည့်နဲ့မောင်းထွက်သွားခဲ့ပါတယ်။ဒါကြောင့်ရဲတွေကသူ့နောက်ကနေကားနဲ့ရဟတ်ယာဉ်တွေကိုပါအသုံးပြုပြီးတော့လိုက်ဖမ်းခဲ့ကြရပါတယ်။ ရဲရစီကနေထွက်ပြေးခဲ့ရင်လည်းနောက်ဆုံးမှာတော့စုံလဲကြောင်ပိမိသွားခဲ့ပါပြီ။ရဲတယောက်ကရောက်လာပြီးတော့စုံကိုကားတွေကထွက်ဖို့ပြောပေမဲ့လည်းစုံကထိုင်ကောင်းမှပုန်းရှိတဲ့ကြောင်ပြောလိုက်ရပါတယ်။သူတို့သားသူကိုမလွတ်ပေးရင်သူကလေးတွေနဲ့အတူဘုံကိုဖောက်ခွဲပြစ်မယ်လို့ပြောလိုက်တဲ့အခါမှာတော့ရဲရီလည်းတုံ့လို့သွားကြပါတယ်။မကြခင်မှာပဲဘုံရှင်လေးရဲ့ဖွဲ့ရောက်လာပြီးတော့ရာရှိကျောက်ကလည်းစုံရဲ့ကလေးတွေကားတွေကထွက်တာနဲ့ပြစ်ခတ်ဖို့စနိုက်ပါတွေကိုပါလွတ်ထားခဲ့ပါတယ်။မြို့သမီးရဲတယောက်ကချင်းကပ်လာပြီးကလေးတွေကိုလွတ်ပေးဖို့စုံကိုပြောပေမဲ့စုံကညှင်းလိုက်ပြီးတော့ဖုန်းကိုသာပြလိုက်ပါတယ်။ ။ရာရှိကအခြေအနေကိုနားလည်သွားခဲ့ပြီးရေဘူးတွေနဲ့ walkie talkie တလုံးကိုသာပြေးခဲ့ပါရယ်။ရာရီထွက်သွားပြီးတဲ့နောက်စုံတယောက် walkie talkie ကိုဖုန်းနားမှာထားပြီးတော့ဖုန်းထဲကလူနဲ့စကားပြောဖို့ကြိုးစားပေမဲ့လည်းတစ်ဖက်ကနေဘာမှပြန်မပြေခဲ့ပါဘူး။ဒီနောက်မှာတော့အဲ့ဒီလူကစာတို့တစ်စောင်ပို့လာပြီးတော့ walkie talkie ကိုအပြင်ဘက်ကိုပြေးချလိုက်ဖို့ပြောခဲ့ပါရယ်။စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့စုံတယောက်လည်းရွေးချယ်စရာမရှိတော့ဘဲနဲ့ပြေးချလိုက်တာကိုရဲရာရှိတွေကမြင်လိုက်ကြရပါရယ်။စုံကပပလက်ကိုကြည့်လိုက်တဲ့အချိန်မှာပဲလူအုပ်ကြီးကဝိုင်းကြည့်နေတာကိုတတိထားမိပြီးတော့ ဖုန်းခေါ်နေတဲ့သူကအနီးနားမှာရှိရမယ်လို့တွေးမိလိုက်ပါတယ်။သူကောင်းငုံဒီလိုက်တဲ့အချိန်မှာပဲဖုန်းထဲကပါကြားလိုက်ရတာကြောင့်ဒီလူကအနီးနားမှာရှိနေတာကိုတီးပြနိုင်ခဲ့ပါတယ်။ခဏကြာမှလူအုပ်ထဲမှာဖုန်းပြောနေတဲ့လူတယောက်ကိုတွေးလိုက်ပေမဲ့လည်းဘာမှမတတ်နိုင်ဘဲနဲ့ကြည့်နေခဲ့ရပြီးတော့ရဲရီကိုတော့သတိမပေးနိုင်ခဲ့ပါဘူး။ဒီနောက်မှာတော့ဖုန်းထဲကလူကတာမန်ဘွားနဲ့နေခဲ့ရင်ဒီလိုတွေဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ပြောပါတော့တယ်။အိုင်းတော်သူကလွန်ခဲ့တဲ့6နှစ်တုန်းကဆုံးရလောက်ရတွေကိုပြန်ပြီးမှတ်ရစေဖို့အတွက်ဆုံးကိုပြောလိုက်ပါတယ် ဒါမဲ့တခြားဘာမှမပြောနိုင်ခင်ပါပဲ။ Jerry ကအဲ့နေရာ Dwight ကိုလိုင်းဖြတ်လိုက်တာကြောင့်ဖုန်းခေါ်ဆိုမှုကရုတ်တရက်ရပ်တန့်သွားခဲ့ပါရယ်။ Peter နဲ့ရဲရရှိကသူ့ဖုန်းကိုတောင်းတဲ့အချိန်မှာပဲစုံကအဲ့လူပေးထားတဲ့ဖုန်းစာသူ့ရဲ့ကိုယ်ပိုင်ဖုန်းကိုပေးခဲ့ပါရယ်။ဘုံရှင်လေးဖွဲ့ရောက်လာပြီးတော့ကားကိုစစ်ဆေးတဲ့အချိန်မှာတော့ဘုံတွေကရှေ့တန်းကုန်မှသာရှိပြီးတော့နောက်ထန်းကုန်မှမရှိဘူးဆိုတာသိလိုက်ကြပါရယ်။ဒါကြောင့်ကလေးတွေကတော့ဘေးကင်းပြီးတော့မင်းညိုကိုစေကူတာမှုပေးဖို့အတွက်ခေါ်ထုတ်သွားနိုင်ခဲ့ပါရယ်။ဒါမဲ့ဟီးရင်ကတော့သူမရဲ့ဖေကိုတယောက်တည်းမထားခဲ့ခြင်းပါဘူး။ ရဲရရှိတွေကသူမကိုခေါ်တော့ဖို့ကြိုးစားပေမဲ့ဟင်းကတော့ဝေးကနေစုံကိုပြဖို့အတွက်စောင့်နေတဲ့စနိုက်ပါတွေကိုတတိထားမိလိုက်ပါတယ်။ဒါကြောင့်ပဲဟင်းကရှေ့တန်းကုန်းစီကိုအမြန်ပြေးသွားခဲ့ပြီးထိုင်လိုက်တာကြောင့်သူမလည်းထွက်သွားလို့မရတော့ပါဘူး။ဒါကိုမြင်လိုက်တဲ့စုံကဘာလို့ဒီလိုလုပ်တာလဲစနိုက်ပါရိုင်ဖယ်ဆိုတာဘလို့သိလဲစိုးရင်စွာမေးလိုက်ပေမဲ့ဟင်းကတော့သူ့ကိုတေဖို့တယောက်တည်းမထားခဲ့နိုင်ဘူးလို့သာပြန်ဖြေခဲ့ပါတယ်။အမျိုးသမီးရဲရစီကလည်းစနိုက်ပါတွေကိုပါခြားထားပြီးတော့ကလေးမလေးကိုထိတ်လန့်အောင်လှုပ်တဲ့အတွက်ရဲရစီကျုပ်ကိုပြစ်တင်လိုက်ပါတယ် ဒါမဲ့ရာရှိချုပ်ကတော့ပြန်ပြီးသမားနဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းမရှိရကြောင်းစုံကသာလင်ညာပြောဆိုပြီးတော့တကယ်တမ်းတရားခံဖြစ်တယ်လို့ပဲယူဆထားပါတယ်။မကြာခင်မှာပဲဂျင်ဝန်းလို့ခေါ်တဲ့လူငယ်တယောက်ရောက်လာပြီးတော့စုံရဲ့ညီလို့ပြောကစကားပြောခွင့်တောင်းဆိုခဲ့ပါတယ်။ရဲတွေကလည်းစုံသူသမီးကိုလွှတ်ပေးဖို့စီးရိုးနိုင်မယ်လို့ယူဆပြီးတော့ခွင့်ပြုပေးခဲ့ပါတယ်။မကြာခင်ဂျင်ဝန်းကစုံစီကိုချင်းကပ်လာပြီးတော့သူကဖုန်းထဲကလူဖြစ်ကြောင်းပြောလိုက်တာကြောင့်စုံလဲတုံ့လောက်သွားခဲ့ပါတယ်။ဒေါသထွက်နေတဲ့စုံကသူ့ကိုဆွဲခံလိုက်ပေမဲ့ ဂျင်ဟူကတော့သူ့မှာဘာမှဆုံးရှုံးစရာမရှိပဲကြောက်နေစရာလည်းမရှိတာကြောင့်ဘုံကလုတ်ကိုနှိပ်ပြီးတော့အကုန်လုံးကိုဖောက်ခွဲလိုက်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒီစကားကိုကြားတဲ့အခါမှာတော့စုံလဲထေးလန်သွားပြီးတော့ပတ်စံအားလုံးရောက်အောင်လှုပ်ပေးမယ်လို့ဂရီဘေးကအ ਨੇ စုံတော့သူ့သမီးကိုလှုပ်ပေးဖို့ကိုတောင်းပန်လိုက်ပါတယ်။အောင်စရာကောင်းစွာနဲ့ပဲဂျင်ဟူကသဘောတူလိုက်ပြီးတော့ဘုံကိုပိတ်ပေးလိုက်တာကြောင့်ဟီအင်းကကားထဲကနေပေးကင်းစွာထွက်သွားနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူက16မိနစ်တာကြံတော့တဲ့အချိန်ဘုံကိုဖွင့်လိုက်ပြီးပြီဆိုပြီးတော့ပြောလိုက်ပါသေးတယ်။ အဲဒီအချိန်မတိုင်ခင်ပတ်စံမရရင်တော့ဟီးရင်တည်ဆုံးရမယ်လို့လည်းပြောခဲ့ပါဗါးအဲဒီနောက်ဂျင်ဟိုကကလေးမလေးနဲ့လမ်းလျှောက်ထွက်သွားခဲ့ပြီးတော့ရဲတွေကလည်းသူတို့မိသားစုဝင်တွေထင်နေကြတာကြောင့်မတားခဲ့ကြပါဘူးပြည်သားနယ်စုံကလည်းကားကိုမောင်းကထွက်ပြေးခဲ့ပြီးတော့ရဲကားတွေကလည်းသူ့နောက်ကနေလိုက်လာနေခဲ့ကြပါဗါးသူရဲ့ဇနီးကတော့ TV ကြည့်နေတော့စုံရဲ့ညီလို့ပြောတဲ့လူစင်းကိုမြင်လိုက်ရပြီးတော့တုံ့လို့သွားခဲ့ပါဗျ။အဲဒီလူကသူတို့မိသားစုဝင်အစ်မဟုတ်ကြောင်ရဲတွေကိုချက်ချင်းအကြောင်းကြားခဲ့ပေမဲ့ဂျင်ဟူကသူတို့မျက်စိရှိကနေပျောက်ွယ်သွားပြီဖြစ်လို့နောက်ကျသွားခဲ့ပါဗျ။ ။ပကြခင်မှာပဲဆောင်ကအတုထက်ရာရှိကိုဖုံးဆက်ပြီးတော့တရေရှင်ရေးကိစ္စဖြစ်ကြောင်းပြောကပတ်စံချေးပေးဖို့တောင်းပန်ခဲ့ပါရယ်။ဒါမဲ့အဲ့ဒီလူကငင်းခဲ့ပြီးတော့ဆောင်ကခွင့်ပြုချက်မရှိဘဲနဲ့ဖောက်တယ်ရီစီကနေပတ်စံအများပြားယူခဲ့တာကြောင့်ဘန်ကသူ့ကိုလိန်လယ်မှုနဲ့တရားစွဲမယ်လို့ပြောလိုက်ပါရယ်။မျောလင့်ချက်မရှိတော့တဲ့ဆောင်လည်းသူ့ဇနီးကိုဖုံးခေါ်ပြီးတော့သူ့ရဲ့ဗန်စင်းအားလုံးကနေငွေတွေကိုဖုံးတဲ့ကလူစီကိုလွှဲပေးဖို့သာပြောလိုက်ပါရယ်။အဲနောက်ဂျီဝန်ကဆုံကိုစိတ်ကန်တတာတစ်ခုစီကိုလာဖို့ညွှန်ကြားခဲ့ပြီးတော့အဲ့ဒါကဆုံရဲ့လွန်ခဲ့တဲ့6နှစ်တုန်းကလောရက်တွေကိုပြန်သတိရစေခဲ့ပါတယ် ။လွန်ခဲ့တဲ့6နှစ်အကြာမှာတော့ဇုံကဘာရုံးဘန်မှာတာမန်ဝန်ထမ်းတဦးဖြစ်လှုပ်လှုပ်ကင်နေခဲ့တာပါ။အဲဒီချိန်တုန်းကဘန်ကဒါရုဗေဒစစ်ရုံလို့သမားတချို့ကိုရင်းနှီးမြှုပ်နှံဖို့လှည့်ပြားပြီးတော့ဈေးကွက်ရှာဖို့အသုံးပြုခဲ့တာပါ။ဒါကြောင့်ပဲယင်းနှမြုံနဲ့ထားတဲ့လူသမားတွေလည်းသူတို့ရဲ့တသက်တာစုဆောင်းငွေတွေကိုဆုံးရှုံးခဲ့ရပြီးတော့ကိုဝင်းဆောင်မျိုးသမီးတယောက်ကလည်းသူမပိုင်ဆိုင်သမျှအရာအားလုံးကိုဆုံးရှုံးခဲ့ရပါတယ်။ဒါမဲ့ဆုံးကတော့ကုညီမဲ့စားထောက်ထားတွေကိုဖြစ်စည်းပြစ်ပြီးတော့ဘန်ရဲ့လောက်ရက်ကိုဖုံးကွယ်ခဲ့ပါတယ်။ ။ဒိန်လေမှုကိုဖုံးကွယ်ပေးခဲ့တာကြောင့်အထက်ရရှိတွေကလည်းသူ့ကိုဘန်ခွဲမန်နေဂျာဖြစ်ရာထူးတိုးမြှင့်ပေးလိုက်ပါတယ်။ကိုဝင်ဆောင်မျိုးသမီးကအဆုံးကိုတောင်းပန်ပြီးအ ਨੇ ဆုံးမူလရင်းနှီးမြှုပ်နှံငွေကိုပြန်ရဖို့တောင်းပန်ခဲ့ပေမဲ့လောဘကြီးနေခဲ့တဲ့စုံတယောက်လက်လျူရှုခဲ့ပါတယ်။အဲ့ဒီကိုဝင်ဆောင်မျိုးသမီးကဂျင်ဝူရဲ့ဇနီးဖြစ်နေပြီးတော့အခုတော့သူ့မိသားစုအတွက်လက်စားချေဖို့ရောက်လာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဟီအင်းနဲ့အတူကားမောင်းနေတော့လူတယောက်ကသူ့ကောင်းထဲကို1ဘီလီယံများစွာရောက်လာကြောင်းဖုံးခေါ်လာခဲ့ပါတယ်။ င်ဝင်ကအဲ့ဒါကလိန်လေတဲ့ဘဏ်ကိုတရားစွဲဆိုခဲ့ပြီးတော့အနိုင်ရခဲ့လို့ဖြစ်ကြောင်းပြောလိုက်ပါတယ်။အခုချိန်မှာတော့ဆုံးရှုံးခဲ့ရတဲ့သူအားလုံးအတွက်ဘဝအသက်တစ်ခုစတင်ဖို့အတွက်ပဲလို့ပြောလိုက်ပါတယ်။မကြာခင်မှာပဲဆုံကဘဏ်ကိုပြစ်တင်ထားတဲ့ဆန္ဒပြဆိုင်ပုတ်တွေအများကြီးနဲ့ဓာတ်ရုပ်စိတ်ုံနေကစိတ်ကံတထားကိုရောက်လာခဲ့ပါတယ်။အဲ့မှာပဲနောက်ထပ်ကားစည်းမှာချီနှောင်ထားတဲ့ကြောက်လန့်နေတဲ့သူသမီးလေးကိုတွေ့လိုက်ရပါတယ်။ဆုံကသူသမီးကိုတောင်းပန်ခဲ့ပြီးတော့လောဘကြောင့်မျက်စိမှောက်ကသူ့ဘဝမှာကြောက်စရာကောင်းတဲ့မကောင်းတဲ့အရာတွေလုပ်ခဲ့မိပြီးတော့ အခုတော့အဲ့ဓာတွေအတွက်ပေးဆက်နေရကြောင်းပြောခဲ့ပါတယ်။ခဏနေတော့ဂျင်ဝူရောက်လာပြီးတော့ဇုံနဲ့အတူရှေ့ထိုင်ကုန်မှာဝင်ထိုင်လိုက်ပါတယ်။ဇုံကဖြစ်ဖြစ်ခဲ့တာတွေအားလုံးအတွက်တောင်းပန်လိုက်ပြီးတော့ဇုံရှုံခဲ့ရသူတွေအားလုံးအတွက်လည်းတိုက်ပွဲဝင်သွားမယ်လို့ကြေညာပေးခဲ့ပါတယ်။ဒါမဲ့ဂျင်ဝူကညင်းလိုက်ပြီးတော့သူနဲ့သူစနီးကဘာရုံးပန်ကိုတရားစွဲဆိုဖို့ဘလို့စူးစမ်းခဲ့ကြောင်းပြောပြခဲ့ပါတယ်။တရားစွဲဆိုဖို့အတွက်သူတို့ကနောက်ထပ်ဗန်တစ်ခုကနေပြီးတော့ချင်းွေယူခဲ့ရတာကြောင့်အကျွေးတန်တရားထဲမှာပြိမိသွားခဲ့ရတာပဲဖြစ်ပါတယ် နောက်ဆုံးမှာတော့သူစနီးကမမွေးသေးတဲ့ကလေးနဲ့အတူ သူ့ကိုသူအဆုံးစီရင်သွားခဲ့ပြီးတော့အဲဒီအချိန်မှာသူရာအားလုံးကို ဆုံးရှုံးသွားတဲ့အကြောင်းပြောလိုက်ပါတယ်။ပြည်နာနယ်ဘုံကဟီးနားမှာပေါက်ကွဲမသွားအောင်ဂျင်ဝူကဆုံကိုကားကိုကြေးထဲမောင်းချဖို့ပြောလိုက်ပါတယ်။ဆုံကသဘောတူပြီးတော့ပင်လယ်ထဲကိုမောင်းလိုက်ပါတယ်။ဘုံပေါက်ကွဲခင်မှာပဲကားကဂျီယောက်ကိုနစ်မြုပ်သွားခဲ့ပါတယ်။ဂျင်ဝူကတော့တတိလဲသွားခဲ့ပြီးတော့ဆုံကတော့သူ့ကိုထွက်လာနိုင်အောင်ကူညီဖို့စူးစမ်းပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။ မကြခင်မှာပဲဘုံကပေါက်ကွဲသွားခဲ့ပေမဲ့ဇုံတယောက်ပေါက်ကွဲမှုကနေလွတ်မြောက်ခဲ့ပြီးတော့ရဲတွေကသူ့ကိုကယ်တင်နိုင်ခဲ့ကြပါတယ်။သူကရာရှိတွေကိုဂျင်ဝူကြောင်းမိတဲ့အချိန်မှာတော့ဂျင်ဝူကတော့တည်ဆုံသွားပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒီဖြစ်ဖြစ်ပြီးတဲ့နောက်မှာတော့ဇုံတယောက်သူ့ဘဝကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပြီးတော့အပြစ်မဲ့တဲ့ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက်တရားမျှတမှုကိုရှာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီနောက်မှာတော့သူကအများပြည်သူရှေ့မှာပဲသူနဲ့ဗန်ပါပတ်သက်ခဲ့တဲ့လိန်လယ်မှုလုပ်ရက်တွေအားလုံးကိုဝန်ခံခဲ့ပါတယ်။သူကမွေးထောက်ထားတွေကိုဖြစ်စည်းခဲ့တဲ့အကြောင်းဝန်ခံခဲ့ပေမဲ့ သူရဲ့တက်တဲ့ခံချက်ကဒီခံတွေကိုပြစ်ဒဏ်ခံရစေဖို့လုံလောက်ခဲ့ပါတယ်။နောက်ဆုံးခန်းမှာတော့ဇွန်တယောက်ကမ်းပေါင်းနေတော့သူ့ရဲ့ထက်ရရှိစီကနေဖုန်းဝင်လာပြီးတော့ဒီလိုမလုပ်ဖို့တောင်းပန်ကသူ့လုပ်ကိုပြန်လဲခန့်အပ်ဖို့လဲကံလန်းခဲ့ပါတယ်။ဒါမဲ့ဇွန်ကဘုံချလိုက်ပြီးတော့တရားမျှတမှုမရမချင်းရက်တက်မှမဟုတ်ကြောင်းကိုရှင်းရှင်းလင်းလင်းပြလိုက်ခြင်းနဲ့ဇလတ်လေးလေးပြီးဆုံးသွားခဲ့ပါတယ်။ဇွန်ဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။